ကိုညာနဲ့အန်ဘူမိုတို့ဖြင့်ရှင်းပေးရမယ့် United ရဲ့ပြဿနာကြီး၃ခုပရိသတ်များအမေမင်လာများ Manchester Force ကနေအားလုံးကိုပြန်လည်ကြိုးလိုက်ပါရင် Manchester United အသင်းကနေရာဒီအပြောင်းရှင်းရဲ့ပထမဆုံးစားမခေါ်ယူမှုဖြင့် Wolverhampton အသင်းရဲ့ Brazil တိုက်စစ်သားမှကိုညာကိုခေါ်ယူထားခဲ့ပါရင် United ဟာကိုညာကိုခေါ်ယူအပြီးမှာ Brentford အသင်းရဲ့ Cameron တိုက်စစ်သားမှ Brian Anbu မိုအတွက်လည်းကမ်းလှမ်းမှုတွေစတင်ပြုလုပ်ထားပါရင်ပြောင်းရွှေ့ခြေကသဘောတူညီမှုရရှိဖို့လိုအပ်နေပေမဲ့ကစားမနဲ့ပုဂ္ဂိုလ်ရေးသဘောတူညီမှုရရှိထားခဲ့ပါပြီအခြားရှိလာက United အနေနဲ့ဒီကစားမနှစ်ဦးကိုမြန်မာတဲ့ပြောင်းရွှေ့ခြေတွေနဲ့ခေါ်ပြီးအသင်းအတွက်ဘာတွေပြောင်းလဲသွားမလဲဆိုတာပါ ပြမချန်အနေနဲ့ United ဟာတခြားလိဂ်တွေကကစားမတွေကိုဈေးကြီးပေးပြီးခေါ်ပေမဲ့ Premier League နဲ့ MOE မှာတိုင်ပတ်သွားခဲ့တဲ့တာဂါတွေအများကြီးရှိခဲ့ပြီးသားပါဒီကစားမနှစ်ဦးစလုံးက Premier League မှာအခြေချပေးတာကစားမတွေဖြစ်တာကြောင့်လိဂ်နဲ့အသားမကျမှာမပူရပဲပုံမှန်ခြေစွမ်းတစ်ခုကိုပြသနိုင်ပါပါဒုတိယအချက်တစ်ချက်အနေနဲ့ကိုညာကပြီးခဲ့တဲ့ရာသီမှာ Premier League အသင်းကို15ဂိုးသင်းယူထားပြီးတော့ MOE ကဂိုး90တွေသင်းယူထားပါတယ်ဒါကပြီးခဲ့တဲ့ရာသီက United ရဲ့ Premier League အသင်းကိုအများဆုံးစားမတွေထက်အများကြီးတာလွန်နေခဲ့ပါတယ်ဒါကြောင့်အသင်းရဲ့အတိုင်းစစ်ပိုင်းကသင်းကိုရှာပါတဲ့ပြဿနာတစ်ခုကိုပါအထိုင်းလျောက်ဖြေရှင်းပေးမှာပါ နောက်ဆုံးချက်ကတော့ဒီကစားမတွေက Champions League ကရဖို့တဲ့ United မှာကစားဖို့ရွေးချယ်ခဲ့ကြတာပါ။ဒါကြောင့် United အသင်းအနေနဲ့ဒီလိုကစားမမျိုးတွေကိုရလိုက်တာဟာအသင်းအတွက်တကယ်ကိုအားရစရာပါ။ United အတွက်ပဲပေးဆပ်မဲ့ကစားမတွေမို့လို့စိတ်သက်သာရလဲအကောင်းဆုံးပုံစံမှာရှိနေကြပါပါ။ဒီနေ့တင်ဆက်မှုကတော့ဒီပါပဲ။နောက်ဆုံးရ United နဲ့ပတ်သက်တဲ့အားကစားသတင်းတွေအပြောင်းရွှေ့သတင်းတွေစိတ်ဝင်စားဖွယ်အကြောင်းတွေကိုလည်းတင်ဆက်ပေးမှာဖြစ်လို့ page ကို like and follow လုပ်ပြီးဗီဒီယိုလေးကိုလည်း share ပေးကြပါအောင်လို့ပြောရင်းနဲ့ညီကောင်းချုပ်လိုက်ရပါတယ်ခင်ဗျာ။